မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ၈ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်ကံတောက်ရွာရဲစခန်းကိုသိမ်းပိုင်နိုင်ရေးအတွက်တော်လိုင်းတပ်ဖွဲ့များက ဇွန်လ၂ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ6ရက်ဇက်တိုက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီအုပ်စုကလေးချောင်းတုံးပြီးတော့ဘုံကျဲခဲ့သလိုရဟရင်နဲ့လည်းအကြိမ်ကြိမ်စစ်ကူအင်အားတွေဖြစ်တင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကန်တောင်ရွာတိုက်ပွဲမှာအထိနာနေတဲ့စစ်ကောင်စီအုပ်စုက MI-17 ရဟရင်နဲ့တဲလာတဲ့စစ်ကူအင်အားတွေကိုကန်တောင်ရဲစခန်းရဲ့6မိုင်အကွာအင်မတီရွာပြူစောတိစခန်းထဲကိုပို့လွတ်နေတယ်လို့သိရပါဗျ။ကန်တောင်ရွာရဲစခန်းတိုက်ပွဲဟာမနေ့ကဇွန်လ9ရက်နေ့မှာ6ရက်ဇက်တိုက်အဖြစ်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့ ်စစ်ကောင်စီအုပ်စုကလည်းမနေ့ကတရက်ထဲနဲ့ကိုရဟရင်နဲ့၃ချိန်စစ်ကူအင်အားတွေလာဖြည့်သလိုတိုက်လေရင်နေနဲ့လည်းပလဲတနယ်လုံးကိုဘုံတွေပတ်ကျဲနေတယ်လို့သိရပါဗါတိုက်ပွဲကဇက်တိုက်ဖြစ်နေတာဗျကန်တောင်းကိုစစ်ကူဘုတ်အတွက်အင်မထီးကနေထွက်လာတာကိုကာကွယ်တပ်တွေကကာနိုင်တော့စစ်ကူမရတဲ့အနေထားတော့ရှိတယ်ဒီကောင်တွေရှုံးမဲ့မဲ့ပြီးတော့လေချောင်းနဲ့နေရောကြပါတိုက်ခိုက်နေတာလို့တော်လိုင်းတပ်ထောက်ဖို့တအုပ်ကပြောပြထားပါဗါဇွန်လ9ရက်နေ့မနက်တရက်ထဲကိုပဲ လဲနယ်တဲကို Jet Fighter တိုက်လေရင်နဲ့16ကြိမ်ထက်မနဲ့လာရောက်ပြီးတော့ဘုံကျက်ပြက်ခတ်ခဲ့ပြီး112လေရင်နဲ့လဲဘုံအလုံးကြီးရာနဲ့ချီပြီးတော့မနာရန်ကျဲချနေတယ်လို့ဆိုပါတယ်စစ်ကောင်စီအုပ်စုကတိုက်ပွဲဖြစ်ပွားနေတဲ့ကန်တော့ရွာအပါအဝင်ပလဲနယ်တဲကခြေရွာတွေကို Jet Fighter 112 MI-35 တိုက်ခိုက်ရေးရဟယင်ပါရာမော်တာစက်တပ်၄ထီးတွေနဲ့ဒရဇက်ဘုံကျဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။မန္တလေးမြို့ဒရုံလေတပ်တာမကပဲနဲ့မိထီလာမြို့ရှမ်းတဲလေတပ် ပခုတ်ကူမုံရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခခနေပါရှိတဲ့ လေချောင်းလက်နဲ့တေကိုသုံးပြီးတော့ကန်တော့ရရဲစခန်းမကြဆုံးရဲ့အတွက်ခုခံတွေကပလဲတနယ်လုံးကိုဘုံနေပတ်ကျဲနေတယ်လို့ဆိုပါရယ်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ဇွန်လ၂ရက်နေ့မှာလေချောင်းမသုံးပဲခုခံခဲ့တဲ့စစ်ကောင်စီအုပ်စုကနောက်ရက်တွင်မှလေချောင်းကိုအလွန်အကျွံအသုံးပြုလာပြီးတော့တိုက်ပွဲနေရာမှာဟုတ်တဲ့အရသာပြည်သူတွေနေထိုင်ရာကျေးရွာတွေစစ်ဘေးရှောင်တွေရှိနိုင်တဲ့စာတင်ချောင်းတွေဖုန်ကြီးချောင်းတွေကိုပါပြင့်မှတ်ထားပြီးတော့ဘုံကျဲတက်ဖြတ်လာတယ်လို့ဒေသခံတွေကပြောပါရယ်ဇွန်လ၇ရက်နေ့မနေ့ကမနက်ပိုင်းက ပလဲမျိုးနဲ့မင်းတိုင်မင်းရွာစာတင်ကြောင်းနဲ့အနီးနားကနေအိမ်တွေကိုစစ်ကောင်စီအုပ်စုက MI35 ရဟရင်နဲ့ဘုံကျဲယုံသားမှာကစက်တနက်တွေနဲ့ပါပြစ်ခတ်တပ်ဖြတ်ခဲ့တာကြောင့်အဖို့တူတေဆုံးပြီးចောင်းသူအပါအဝင်၃တန်းရရှိသွားတယ်လို့သိရပါဗျ။တေဆုံးသူဟာအသက်80အရွယ်ဦးမြင့်လွင်ဆိုသူဖြစ်ပြီးတော့မင်းတိုင်မင်းရွာစာတင်ကြောင်းအနီးကသူ့ရဲ့နေအိမ်မှာရှိနေတဲ့အချိန်ရဟရင်နဲ့ပြစ်ခတ်တပ်ဖြတ်ခံရလို့ ဥကောင်ပြတ်သိမ်းဆုံးသွားတယ်လို့ဒေတာကန်တွေကပြောပါတယ်။ဒဏ်ရာရှိသူတွေဟာ၁၀နှစ်ကျော်အရွယ်ចောင်းသူတဦးအသက်40ဝန်းကျင်အရွယ်အမျိုးသား၂ဦးတို့ဖြစ်ပြီးတော့ဘုံထိမန္တာမဟုတ်ပဲရဟရင်ဘော်ကဆက်တက်နဲ့နဲ့ပြစ်ခံရတာလို့လေးចောင်းတက်ခတ်မှုကိုမြင်တွေ့ခဲ့ရတယ်။မင်းတိုင်းမင်းရွာကန်လူငယ်တဦးကပြောပြထားပါတယ်။ မနေ့9နိုင်ရီအချိန်ပြ MI35 နဲ့ဝဲပြီးတော့ပစ်သွားတာရွာဘော်ကိုလာပစ်မယ်မထင်ထားဘူးရွာမှာလည်းပြည်သူတွေအကုန်လုံးတော့မနေရဲကြဘူးတတိထားတဲ့ဂျားတွေကအသက်ဆုံးရှုံးသွားတာကိုကြုံလိုက်ရတယ်စစ်ကောင်စီအရေးနှိမ့်တော့လေကြောင်းကနေမတရားပစ်ကူပေးနေတာလို့ပြောပြထားပါတယ်မင်းတိုင်ပင်ရွာဘော်ကိုရဟတ်ရင်ပြန်ဝဲနေတဲ့အချိန်လေကြောင်းတိုက်ခိုက်ခံမှုအတွေ့အကြုံရှိတဲ့သူတွေကအကာအကွယ်ရှိတဲ့နေရာမှာဝင့်နေကြတဲ့အတော့အထိကိုက်နေပါခဲ့တယ်လို့အဲ့ဒီလူငယ်ကရှင်းပြထားပါဗျ။ရဟတ်ရင်မလာမီစက်တက်လေးထီးနဲ့အရင်ဆုံးဘုံကျဲပြီးမှရဟတ်ရင်ကခန့်မှန်ပြန်ဝဲလာပြီးတော့ဘု ုံးချက်ပြစ်ခတ်တပ်ဖြတ်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီကပါရာမော်တာဘော်ကနေဆက်လက်နဲ့ပြစ်တာတွေလုပ်တယ်ဗျဇွန်လ9ရက်နေ့မနက်ကကန်တောင်မြောက်အရက်ကမုံတုံရွာနဲ့မင်းတိုင်မင်းအနေကိုပါရာမော်တာဆက်လက်နဲ့ပြစ်တယ်နောက်တော့ MI35 နဲ့လာပြီးတော့ပြစ်တယ်ကျွန်တော်တို့ပြစ်ခတ်ခံရတဲ့အဆောက်အုံထဲမှာဝင်လိုက်လို့မထီလားလို့လူငယ်ကထပ်မံရှင်းပြထားပါတယ်ဒါအပြင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကန်တောင်ရွာနဲ့မိုင်10နဲ့ချီပြီးတော့ဝေးกว่าတယ်ပလဲမြို့နယ်ချက်ရင်ချေးရွာစတဲ့အကြောင်းနဲ့အနီးနားကနေအိမ်တွေကိုမနေ့ကညတကောင်အချိန်မှာစစ်ကောင်စီအုပ်စုကတိုက်လေရင်နဲ့လာရောက်ပြီးတော့ဘုံကျဲတပ်ဖြတ်ခဲ့ရောင်းចောင်းသူကလေးငယ်တွေအပါအဝင်ဒေသခံပြည်သူ၈ဦးအပြင်းထန်ဒဏ်ရာရရှိကစတဲ့အကြောင်းနဲ့နေအိမ်တွေပျက်စီးသွားတယ်လို့ဆိုပါတယ် ကန်တော့နဲ့ကြက်ရင်းဆိုတာကအဝေးကြီးပဲကြက်ရင်းကငကမတောင်ပေါ်မှာရှိတာမနေ့ကညတကောင်ကြီးကိုဘုံလာကျဲသွားတာကျောင်းသူက6ယောက်ပြည်သူက2ယောက်ဒဏ်ရာရသွားတယ်လို့ဒေသခံတဦးကပြောပြထားပါတယ်စစ်ကောင်စီအုပ်စုကအရတားပြည်သူတွေကိုပါပြစ်မှတ်ထားကပလဲတန်နယ်လုံးကိုဘုံကျဲတက်ပြတ်နေလို့မင်းတိုင်ပဲအုံနောက်မြင်းနီကန်ညောင်ရင်းကိုတာယာကုန်တရက်ကန်ထန်းတော်တိုင်တပြေကုန်အင်ဂျင်စု မကြီးစုဂိုင်းတွေစူးပုတ်ကုန်တရက်စတဲ့ပလဲနယ်ကကြေးပါ20ကျော်က ပြည်သူပေါင်း2500ကျော်ဟာစစ်ဘေးရှောင်ထွက်ပြေးနေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့အာရခတက်တော် AA တိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့တန်တွဲမျိုးကိုဇွန်လဆန်းကစတင်ပြီးတော့လက်နဲ့အကြီးများနဲ့ပြစ်ခတ်နေတဲ့စစ်ကောင်စီကမနေ့ကဇွန်လ9ရက်နေ့ညမှာလေးချောင်းကနေဘုံကျဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တန်တွဲမျိုးစစ်သားစုဆောင်ရေးတပ်ကိုဇွန်လ9ရက်နေ့ည10:00နာရီမိနစ်40မှာ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောကြားထားပါတယ်လူထိခိုက်တော့မရှိဘူးလို့သိရတယ်ထူးခြားမှုအနေနဲ့က တန်ရွဲမျိုးကိုဒီရပိုင်းမှာပင်လေတဲကနေပြီးတော့လက်နက်ကြီးတွေနဲ့လှန်လှန်ပစ်နေတယ်သူတို့မထိန်ချုပ်နိုင်တဲ့နေရာကိုအနောက်ဆက်ပေးနေတဲ့သဘောပဲလို့၎င်းကရှင်းပြထားပါတယ်စစ်ကောင်စီဟာပင်လေကမ်းရိုးတန်းမျိုးနယ်များဖြစ်တဲ့တန်ရွဲမျိုးနဲ့ဂွမ်းမျိုးကိုဇွန်လ3ရက်နေ့ညကစပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်ပင်လေပြင်မှာရှိနေတဲ့စစ်ရေရင်3စီးကပစ်ခတ်နေခြင်းဖြစ်ပြီးတော့ဒေသခံများဟာအခုရပိုင်းအတွက်မှာပင်လေပြင်မှာ၅ဖက်မထွက်ရဲကြဘူးလို့တရင်ရရှိပါတယ် တန်လွဲမြို့ဟာစစ်ကောင်စီရဲ့မောင်ရွှေလေးရေတပ်စခန်းရှိတဲ့မြို့ဖြစ်ပြီးတော့2024ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာ အေအေကအပိသက်တိမ့်ပိုက်ခဲ့တယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်ကမြို့သိမ်းတိုက်ပွဲတွေတဲကတန်လွဲမြို့သိမ်းတိုက်ပွဲဟာအခက်အခဲဆုံးဖြစ်တယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ်။ မတ်လ28ရက်နေ့ကငလျင်ကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန်ဆိုပြီးတော့စစ်ကောင်စီရောအေအေဘက်ကပါအပြည့်ရထုတ်ပြန်ထားတော့လေစစ်ကောင်စီကလေကျောင်းနဲ့လက်နက်ကြီးတွေကိုအသုံးပြုပြီးတော့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါဗျ။စစ်ကောင်စီဟာ၎င်းတို့ထုတ်ပြန်ထားတဲ့တဖက်သက်အပြည့်ရမှုအပေါ်ကိုမလိုက်နာပဲအရသာပြည်သူများရှိရာနေရာများကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့အေအေဘက်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်ရွှေကူတောင်ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁ရက်နေ့မွန်းလွဲတနင်္သာရီကမှဒဝယ်မြို့နယ်ရွှေကူတောင်ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားပြီးတော့အများပြားဒဏ်ရာရရှိကာတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရွှေကူတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတွေတပ်ဆွဲနေထိုင်တဲ့တောင်ပေါ်ချောင်းကိုကျွန်တော်တို့ညီနောင်မာမိတ်ရဲဘော်တွေဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၄កောင်တေပြီးတော့အများပြဒဏ်ရာရရှိခဲ့ပါတယ်လို့ဒူရကစစ်ကြောင်းကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းဥဆောင်မှုနဲ့ရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF တဝဲ Guerrilla Revolutionary Force DGRF တဝဲ People Liberation Force PPLF အေဒီမှုတပ်ဖွဲ့စက်တဲ့နာ ဘီလုံးပျောက်ကြားတပ်ဖွဲ့ဒေါင်ကြီးနောင်စစ်ကြောင်းတပ်ခွဲတဲတူကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးကိုအချိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထူးအသည့်တရိပ်ပြူသွာလာနေထိုင်ကြရတဲ့စစ်ကောင်စီဘက်ကအချိန်မရွေးလေးချောင်းအုံပြူတိုက်ခိုက်မှုများရှိလာနိုင်တဲ့အတွက်ကြောင့်လေးချောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုလိုက်နာကြင်ကြံကြရန်ဒုရကစစ်ကြောင်းကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါရစေခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းထီချမ်းမြို့နယ်ပောက်ကုန်းကြီးရွာကိုစစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ရာအမျိုးသမီးတအုပ်သေဆုံးပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ9ရက်နေ့ညပိုင်းကထီချမ်းမြို့နယ်ပောက်ကုန်းရွာနယ်ဒေသအခေါ်ကျူးတော်အနီးတဝိုက်နေရာတို့မှာအကြမ်းဖက်စစ်တပ်ရဲ့မိထီလာလေတပ်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာအမျိုးသမီးတအုပ်သေဆုံးပြီးအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါရတယ်။ပောက်ကုန်းရွာအဝင်စာတင်ကျောင်းလမ်းက အိတ်တလုံးပေါ်ကိုဘုံဒီနှလုံးကျဲချသွားတာပါအိတ်တလုံးကတော့အဆကိုရှာလို့မရတော့ဘူးအနည်းနောက်မှရှိတဲ့အိမ်ဒီလဲကြည်စထိမှန်ပြီးတော့ပြက်စီးကုန်ပါတယ်နွားတကောင်လဲတေဆုံးတယ်နောက်ပြီးတော့အမျိုးသမီးတအုပ်လဲလဲပြင်းပြက်ရှဒဏ်ရာနဲ့နေရာမှရင်တည်နေတယ်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်လဲပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားပါတယ်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေပါလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင် ကျူးတောက်ဘက်ကိုဘုံကျဲခံရမှုနဲ့ပတ်သက်ပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ပောက်ကုန်းကြီးရွာဟာထိချမ်းမြို့ရဲ့မြောက်ဘက်မှာတည်ရှိပြီးတော့2023ခုနှစ်မတ်လ31ရက်နေ့ကအချမ်းမတ်စစ်တပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကိုခံခဲ့ရဘူးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကရက်ွက်နေပြည်သူများရဲ့အိမ်တော်စုစီရင်စာရွက်များကိုလိုက်လံကောက်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အသက်ဆက်ရှင်နဲ့ပြေးပြီးတဲ့သူတွေရှိမရှိစစ်ဆေးရတယ်ဆက်ရှင်နဲ့ပြေးပြီးပါကမှတ်ပုံတင်လုပ်ပေးမယ်ဆိုပြီးတော့စရင်ကောက်ယူနေခြင်းဖြစ်တယ်လို့စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များကပြောဆိုထားပါတယ်နေကင်းကြောင်တောင်ကြီးလူ300လောက်အိမ်ရှိကိုရောက်လာလို့ဘာကိစ္စလဲမေးတော့ဒီအိမ်မှာဆက်ရှင်နဲ့ပြေးပြီးကစားတွေရှိလားမရှိဘူးလားမေးပြီး ိမ်တော်စုစီရင်စာရွက်ကိုတောင်းပါတယ်ပြီးတော့ဓာတ်ပုံရိုက်ပြီးတော့ပြန်သွားတယ်လို့ရွှေပြည်သားမြို့နယ်မှာနေတဲ့ပြည်သူတို့ကပြောပြထားပါတယ်အင်းစိန်မယန်းကုန်းမြောက်တကုန်းအရှိတကုန်းကမာရွမြို့နယ်တွေမှာလည်းအလားတူဖြစ်စဉ်တွေဖြစ်ခဲ့တယ်လို့ဒေသခံတွေကတိုင်ကြားထားပါတယ်အိမ်တော်စုစီရင်နေကောက်ဖို့အတွက်မြေပြင်ကွင်းစင်းကောက်ဖို့ခိုင်းတာမနေ့ကဇွန်လ9ရက်နေ့ကစတာလို့သိရတယ် ်သိရတာကတော့ session နဲ့စပြည့်တဲ့သူတွေနဲ့ပြည်ပြီးတဲ့သူတွေရဲ့အချက်လက်အသေးစိတ်စီးရင်တွေကိုလိုချင်လို့လို့ကြားတာပဲလို့ကမာယုမြို့နယ်အုပ်ချုပ်ရေးယုံနဲ့နှိစက်သူကပြန်လည်ပြောပြထားပါတယ်အဲ့ဒီအခြေအနေဟာမတရားအာဏာသိမ်းထားတဲ့စစ်ကောင်စီကဦးစီးပြုလုပ်မယ်ဝေကောက်ပွဲအထွတ်စည်ရင်ပြုစုခြင်းအဓိကဖြစ်နိုင်တယ်လို့ရန်ကုန်မြို့ကတချို့ကမှတ်ချက်ပြုနေကြပါတယ် စစ်မှုထမ်းကိစ္စတဲ့သူတို့လုံမဲ့ရွေးကောက်ပွဲကပုံပြီးဖြစ်နိုင်ပါတယ်စစ်မှုထမ်းကိစ္စဆိုရင်အဲ့ဒါလောက်သူတို့ရင်ရင်ကျကျဆင်းမကောက်ဘူးလို့မယန်ကုန်းမြို့နယ်မှာနေတဲ့သူတို့ကသူ့ရဲ့ထင်မြင်ချက်ကိုပြောပြထားပါတယ်စစ်ကောင်စီဟာ2024ခုနှစ်မှာလည်းဒကောင်စင်းကောက်ယူခဲ့သေးတယ်လို့သိရပါတယ်အာနာသိမ့်ပြီး၄နှစ်ကျော်အကြာအခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာရွေးကောက်ပွဲပြုလုပ်မယ်လို့အာနာသိမ့်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားထားပါတယ်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲဟာ စစ်အုပ်စုကနိုင်ငံရေးအရာထွက်ပေါက်ရှာရန်တာဖြစ်ပြီးတော့တရားမဝင်ဘူးလို့တော်လိုင်းအင်အားစုများကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ